AR တိုင်းနေမျက်နှာမြို့နယ်မှာ April 18ရက်နေ့ကစတင်ပြီးပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးနောက်စစ်ကောင်စီတပ်အတွက်ထမင်းပူပူကြီးပါရီကိုညွှန်ကြားထားတယ်လို့သိရပါဗျ။ကျွန်တော်တို့ရွာကအခု27ရက်နေ့ကထမင်းပူပူအလှည့်ကျတယ်လို့ပြောတယ်။အင်ဂျင်450ကျော်ရှိရာတိုင်3000ထဲလိုက်ရတယ်လို့ကနင်တောင်ကျင်းမအုပ်စုမှနေထိုင်သူတူက AR Times ကိုပြောပါဗျ။ လက်ရှိမှာတိုက်ပွဲဖြစ်ပွားနေတဲ့ဒေးမျက်နာမြို့နယ်အတွင်းစစ်ကောင်စီတပ်သားအင်အားကြီးအခန့်ရှိပြီးရိတ်ခါလုံလောက်မှုရှိတာကြောင့်အခုလိုဂျေးရီကထမင်းနဲ့ရိတ်ခါတွေပေးဖို့အတင်းအဓမ္မတောင်းခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဂျေးမာဒေသခံအများစုဟာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်အလုကင်ရှာပါကနေရာလုပ်ငန်းတွေရပ်ဆိုင်းထားရတာလို့ကြောင့်ငွေကြေးအခက်အခဲတွေဖြစ်ပေါ်နေချိန်မှာအခုလိုစစ်ကောင်စီတပ်အတွက် ရိတ်ခဖို့ဖို့အတင်းအဓမ္မဖိအားပေးတောင်းခံနေခြင်းဖြစ်ပါတယ်